ြုတ်များလှရောသားလို့တော့မအောင်မေးလိုက်ပါနဲ့ဗျာပြိတ္တဘာသာတော့လှရောသားလည်းစကလုံးထွားတဲ့ကျွတ်တော့ကျန်းကန်တိုင်းပြောတာပါထွားတာမဟုတ်ပါလှရောသားစကလုံးထွားပုံပြောရမယ်ဆိုရင်ဥပမာမပါပဲမပြောဘူးဥလတ်သူကြီးသူတို့ကဆေးတာမတော့ရဲဘူးဘယ်တော့ရဲမတုံတရားနာပြိတ္တသူတို့ကတကြီးဆေးတံတောက်လာတော့သူတို့ကလူတွေကပြောတယ်လှရောသားတွေက အလိုလေတို့ရွာကတကြီးဆေးရန်တောက်လာတာငါးချောက်ဝင်မှုတ်ကလေးခွေးချီလာတဲ့တိုင်မှဥလသိပ်ပဲအဲ့ဒီဆေးရန်တောက်ရဲတော့ပြောလိုက်ရင်ပုံနဲ့ပတ်နဲ့ဥပမာမပါပဲမပြောဘူးဒီမှာတရားနာပြိဿာဟိုကျွတ်တို့ကလည်းအစတော့မသိဘူးပေါ့လှတော်ရွာနာကျွတ်တို့ရောက်သွားလှတော်ရွာကနေပြီးတော့ဝက်လက်ကိုချိုးရတယ်ရွှေဘူလန်းကျွတ်တို့ကဝက်လက်တရားဟောသွားကြီးကားနဲ့ဝက်လက်လန်းကောင်းရလားလို့မေးကြည့် လှတော်သားတွေကပြောတယ်ဝက်လက်လန်ကောင်းမကောင်းတော့မသိဘူးတဲ့ကိုတော်တို့ကားနဲ့အဲ့ဒီလမ်းကစီးသွားရင်တဲ့အဲ့ဒီလမ်းကကိုတော်တို့တော့ကြောက်ခင်းစားသွားတော့အစာကြီးတယ်အဲ့လမ်းကြမ်းကြမ်းနဲ့မပြောဘူးကြောက်ခင်းစားသွားအစာကြီးတဲ့စကားပြောပြောပါတယ်ဥပမာမပါပဲမပြောဘူးတတိတော်တို့တော့ဝက်လက်ကမစီးဘူးဗျာလေ ။ဘာဖြစ်လို့တော့ညာလို့ဆိုတော့ဟာကာစီရတာခံမကြပါဘူးဗျာတဲ့။နောက်ကနေဂလုံဂလုံနဲ့လမ်းတောင်းလို့လှဲ့ကြည့်ရေစီလဲတဲ့။အဲကာနေနေတယ်မပြောဘူးလို့ဆိုမှရေစီလဲကလမ်းတောင်းတယ်တဲ့။စကားပြောတဲ့နေရာတည်းမဲ့ဇက်ပြက်အောင်ပြောတဲ့လူတွေဗျ။ဇက်ပြက်တယ်ပြိတ္တဟိုဘက်ကဇက်ကနေဟောဒီဘက်ကပြာသူလာကြီးနှမ်းရိုးပုံကိုနှစ်ယောက်ထဲမိရှို့ပြီးတော့စကားပြောတာမိလို့ရဲ့ 3ယောက်နားထောင်4ယောက်နားထောင်နောက်10ယောက်5ယောက်190နဲ့ဟာပါတော့ဟာဆိုပြီးဝိုင်းလာတာသူတို့၄ယောက်ပြောတဲ့စကားနားထောင်တော့ဇက်လူမရှိဘူးတကယ်ဇက်ပြက်အောင်ပြောတဲ့လှတော်သားကြည့်လေတရားနာပိသသူတို့နားမှာပောက်တော်ရွာဆိုတာရှိအဲ့ဒီပောက်တော်ရွာမှာစာပြံမွဲကြီးစက်သားတံပေါင်းနဲ့ကိုတော်ကြီးဆွမ်းကတ်ကျက်တန်းတံပေါင်းနဲ့ကတ်တော့ပြောတယ်အလိုလေးကွာလို့ဆိုတယ်အလိုလေးကသိပ်သုံး အလိုလေးကွာတဲ့စာပြံပွဲဆိုလို့သွားကြည့်ပါလက်ကတ်တော့ဖုန်ကြီးအေကိုကွာတဲ့ဖုန်ကြီးကျက်သားနဲ့ကတ်တာဒါဖုန်ကြီးအေတဲ့ကျန်ရဖောင်မှန်စကားပြောတဲ့လူတွေဥပမာနဲ့ဖုန်ကြီးရယ်စားရတဲ့ကွာတော့ဝေသာလီပြီးဘလူးကြတယ်အယိုးကြံတာပြောတာ စကားပြောဥပမာမပါပဲမပြောဘူးကျွတ်တော့ကမေးကြည့်တယ်ခင်ဗျားတို့ဥပမာမပါပဲမပြောတတ်ဘူးလားလို့ဆိုတော့အိုးတပည့်တော်တို့ကဥပမာမပါပဲပြောရလှဲမီးတို့စီးရတဲ့အတိုင်းပဲအဲဥပမာကပါလားဒီခက်ဒီလာနာပြေသာဟိုသူတို့ရှိမှခင်ဗျားတို့ရှိလို့ခင်ဗျားတို့ကားစိတ်ကားပေါ်ရလားလို့မေးတော့အိုးကားပေါ်တာတော့ရေဟိုရေပေါ်ထိုးနေတဲ့အတိုင်းပဲလေရေပေါ်ထိုးတယ်ဆိုတာမြင်ဘူးမှာပေါ့ အသားတွေလက်သမားတွေရေပေါ်ထိုးတာဒီတိုင်းတဲ့တဲ့သွားတာမဟုတ်ဟောဒီလိုရှည်သူနောက်ကားတွေပေါ်တာပြောရေပေါ်ထိုးနေတဲ့အတိုင်းပဲကားပေါ်တဲ့ထဲဖျားတဲ့တပည့်တော်တို့တော့အာတီဘီကမြန်နေဆိုလို့စီးလိုက်တဲ့ဟုတ်သကောဖျားတဲ့အာတီဘီကမြန်ပုံကိုပြောရရင်ရိုင်းဖယ်ကြီးဆောင်ဖက်လိုက်ရတဲ့အတိုင်းပဲတဲ့အတိုင်းကြီးလံဖက်လိုက်ဘူးတဲ့အတိုင်းဥပမာမပါလို့တခုမှမပြောဘူး ပါပဲတခုမှမပြောဘူးဒီတဲ့စိုင်းတိုင်းကြီးကသူတို့အလှူဖိတ်တော့အလှူကိုလိုက်သွားပါတယ်တဲ့စိုင်းတိုင်းကြီးအလှူကြက်သားဟင်းနဲ့တော့ကြွေးပါရဲ့တဲ့ဒါပေသူထမင်းမစားခင်ကြက်သားဟင်းထိုင်းရှိခိုးရသေးတယ်တဲ့ဘာပြုလို့တုံးလို့ဆိုတော့ကြက်ကကိုယ့်ရဲ့အသက်ကြီးနေလို့ကြက်ရင်ရင်နဲ့မပြောဘူးတကယ်လူတွေပါဆိုမှ ီတဲ့ဆိုင်တန်ကြီးကလူတွေကလည်းကွာတဲ့ကြားရတာတဲ့ဘလူးအရက်တိုက်ထားတဲ့တိုင်ပဲဘလူးအရက်တိုက်တယ်ဘယ်နဲ့လို့ဒါအပြင်ပို့ချောင်းအောင်တော့ရှိအောင်တော့မလားလို့ဘလူးအရက်တိုက်ထားတဲ့တိုင်ပဲနောက်တယောက်နဲ့တယောက်သူတို့ဆုံစည်းလို့စကားပြောကြတနယ်သားနဲ့မိတ်ဆွေချင်းပေါ့လေဘယ်နဲ့လို့ဟဲ့မင်းတို့စီစီဝါရေးကြီးဝါရေးတဲ့ဘယ်နဲ့တို့ဟာတဲ့စီဝါရေးကြီးဝါရေးရတော့ကွာတဲ့ဝလုံးကောင်းနဲ့ဆင်တိုးတဲ့တိုင်ပဲ အဲပြိဿာကြီးကိုလုံးပေါင်းနဲ့ဆင်တို့ရစီးပွားရေးကြက်ကြက်တယ်မပြောဘူးလို့စကားပြောလိုက်တရလွန်ကြီးအေးကွာတဲ့စီးပွားရေးကထားပါတော့အလုတ်ကန်လေးရောဟာတဲ့ငါလူရေးတဲ့အလုတ်ကန်လည်းမမေးနဲ့ဟာတဲ့ရှိတဲ့အလုတ်ဖီးလုတ်လဲတနေ့တခြားစာအုပ်ကကြီးလာတော့ဘယ်လိုလူတွေမှန်းကုန်မသိတာ မယုံရင်ရွှေဘူလမ်းမရောက်တဲ့ခါမေးကြည့်ဒီထက်တရားနာပြေသာမင်းတို့ရှိသမဝါယမဆိုင်ကအထယ်လေးပါလေထုတ်ပေးရလားတဲ့အထယ်ထုတ်ပေးမပေးတော့မမေးနဲ့ဟေးတဲ့ကိုမိမကိုလေးထန်းဆောင်ရကြည်ထုံးမှကြောက်လို့အထယ်မပေးမပေးဘူးမပြောဘူးမိမလေးထန်းဆောင်ရအတော်ကွာကြတဲ့လူတွေလှတော်သားကြောင့်ပြောလဲကုံမှမဟုတ်ပါဘူးအကုံမီတိတစ်ခုလောက်တော့ပြောအောင်မယ် ထုံးတယ်ဟိုတော့ငါခြိပါသားနဲ့ပခန်းသားဆိုတာကျွတ်ရာဇဝင်မှကြားဘူးပခန်းသားမြန်စကားကတ်ကိုးပုံတော့ကြည်လေပခန်းသားကလှတော့လာပြိုင်မဲ့အကြောင်းကြီးကျုပ်ဆက်ပြောပါပခန်းသားတွေကကျွတ်ဗကံကလူတွေနဲ့ဖျားချင်းတကိုးပြိုင်တယ်ပခန်းမှာကျွတ်စီသူရှင်ဖျားဆိုတာရှိနရပတိစီသူမင်းကိုတရားဆက်တရခံအစ်စ်လက်လေးသိဟောတော့လောက်ရှိရဖျားကုတော်မြတ်လေး ကျုပ်အနေကစားတင်မှုသင်မောဆင်းလုံးနဲ့သွားပြင့်ကြတော့အဲ့ဒီမှာကျုပ်ကိုယ်တိုင်လက်ဝါးပေါ်တင်ဖူးခဲ့ရဒါဝိသီတရားနာပြေးတာဖခင်ကတကိုးကြီးတဲ့လက်လေးသက်ပြင်မဲ့အရင်တုန်းကအဲ့ဒီဖခင်ကိုကျွတ်တို့ရွှေပိတ်တာအချိန်40လောက်နဲ့ဖခင်လူခိုးဘူးတဲ့ဖခင်လူခြင်းလို့မဟုတ်ပါဘူးရွှေလူခြင်းလို့ခိုးတာနောက်ဖခင်လေးကတော့အဲ့ဒီနွားချောင်းသားတွေပြန်ရတော့အခုပြန်မွမ်းမှန်ထားတဲ့14ပိတ်သခွဲလောက်ရှိပြီအဲ့ဒီတုန်းကခုတော့များနေရောပေါ့ အခုတော့တရားနာပိသဟိုမိဂံတ္တကြီးတော့16ချက်လောက်ခကောဘက16ချက်တော့တယောက်ချောင်းစီကင်ခိုင်းဒီခါပြောက်ရင်လည်း16ချက်တော့လုံးထောင်နေဖို့ကိုရှိဘယ်လိုမှဖွင့်မရအောင်ကျွတ်တူတရားလောက်ရှိတယ်မလို့လည်းမရဘူးလူစိတ်30ဝိုင်းမရတဲ့ကိစ္စကြီးအခုတော့အဲ့ဒီထဲမှာထည့်ထားရဘုရားတောင်တော့ခါရတယ်ဘဝကျွတ်တူတိုင်းပြည်တာတောင်ချမ်းသာဘူးလို့ဆိုရနော်อืมဘုရားတခုတည်းလည်းပေါ်ရတဲ့ဗမာကြီး ကျွတ်တော့ပဲမြတ်ရကူတော်ကြီးခိုးသွားပြီမိမလုတ်တဲ့လူကပလိတ်တရင်နဲ့လိုက်လာတော့ရဲရရှိရတရင်နဲ့လိုက်လာတော့တရားနာပိသဖရာကိုကောင်းမှုချုပ်ပြီးတက်နေပြီဘယ်လောက်ဆိုးလုံးဘုဒ္ဓကိုင်းသိမ့်ပြီသေခြင်းဆိုးနဲ့တော့သေးကုန်တော့အဲ့ဒါရဲရမေးတယ်အဲ့ဒါဘသူတုံးလို့ဆိုတော့ဒါကျုပ်လင်သားနေမကောင်းလို့ပါအဲကောင်းသေးလားဖရာသူ့လင်လို့ရတော်တရားရှိဘယ်လောက်တရားဆွဲလိုက် ဟုတ်သားတော့သိုးတယ်မိမ့်ပါဒါကြောင့်ဘုရားသခိုးတွေပေါ်တယ်အဲ့ဒီအခုအဲ့ဒီစီသူရှင်ဘုရားကလေတရားနာပေးတာဘုရားကသာလက်လေးစစ်ပကံကတပ်ပြညို့ဘုရားကိုတော်မြတ်ကြီးနဲ့ဟောတကူးချင်းပြိုင်မလဲဗျဘုရားကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာပြိုင်မလဲဗျဘုရားကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာလူလူချင်းပြိုင် ကြည့်လေ ပကံကလူတွေကဘာပြောလို့နဗေလေးနဲ့ဟေးတို့ကကျုံသုံးတန်ဝိုင်းနဲ့ပကံတိုင်းလားကွာနဗေနဲ့ဒီတော့ပခန်းသားကလည်းမခံဘူးဟေးတို့ကလည်းငရုတ်တဝိထောင်မခံပါကွာပကံကပြောတယ်မင်းတို့စကားမဆက်ဘူးတဲ့တို့ကနဗေနဲ့ကျုံသုံးတန်ဝိုင်းပကံတိုင်းနဗေလေးနဲ့တဲ့မင်းတို့ကငရုတ်တဝိထောင်မခံသားဆိုတော့မဆက်ဘူးတဲ့ ပခန်းသားကလည်းသကဒတ်ဆိုတော့မစက်ရင်လည်းအဲ့ဒီငရုတ်ချွေးသွေးပြီးမင်းတို့မျက်စီထဲခတ်ကြည့်ပါလားတဲ့ဂျလောက်ကတ်ကိုးတယ်ပခန်းသားနောက်ဟဲ့ဖျားပွဲအစီပြိုင်မယ်ကွာဖျားပွဲအစီပြိုင်မယ်ကွာဆိုတော့တရားနာပြေးတာအဲ့ဒီပခန်းကစပြောဟဲ့တို့ပခန်းစီသူရှင်ကတဲ့ဖျားပွဲလာတာလူမပြောနဲ့ကွာတဲ့ခွေးကြီးကိုအကောင်900ကွာအိုင်းခွေးနဲ့စပြ ပြီးတော့ပကံကနောက်ပြောဆိုတော့နိုင်မှာပေါ့ဗျာပေါ်ဦးနဲ့ရှင်မြင်ဘူးသည်အကြီးပြိုင်တာလို့ပေါ့ပါပြောတော့ပကံကဟေ့မင်းတို့ပကံစီသူရှင်ဘုရားကခွေးကြီးအကောင်900ဟောတို့ပကံတပ်ပြင်းတို့ဘုရားကြီးကဘုရားဝဲလာတာလူမပြောနဲ့ခွေးကြီးကိုအကောင်တစ်ထောင်กว่าပကံကဘယ်လောက်နိုင်သွားပကံကဘယ်လောက်ရှုံးတော့အဲ့ဒါခင်ဗျားတို့အနေနဲ့သာရှုံးနေတာပကံစကားနားထောင်ကြည့် ဟေးတို့ကခွေးကြီးအကောင်900ဆိုတာငါလူတို့ဟောဂုံးချခမ်းမလို့ပြောနေမှာခွေးนี่ခွေးနဲ့ခွေးချခွေးပိန်ဟော်တွေမပါသေးဘူးဒါကြောင့်ရှုံးရကနိုင်အောင်ပြောအဲ့ဒီပခန်းသားတွေကခုခေတ်ထဲမှာလှတော်သားအပြောထွားတယ်ဆိုလို့လားပြိုင်တယ်ဗျာပြိုင်တော့လှတော်ရွာပေါက်ကလေးလေးတွေ့ဟဲ့ကလေးအားလုံးညမင်းပဲရွာသားတယ်ကျုပ်လှတော်သား လာခဲ့ပြီပြီတို့လာတော့သားရှာလေကောလာခဲ့မင်းဘိုက်ကိုဖောက်စားဘိုက်ဖောက်စားမယ်ဆိုတော့ကလေးလေးကပြောတယ်ဗျာတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့တဲ့ခမည်းတော်ကြုတ်ယိုကျွေးပါမယ်အိုင်ပြီးရောလူကြီးနဲ့ပြောခဲ့